ုတ်ကဲ့ပါဆရာအခုဆက်လက်မေးမြန်းချင်တာလေးကပေါ့နော်ဗီဒီယိုနိုင်ငံထဲမှာဖြစ်နေတဲ့နိုင်ငံရေးကြောင်းလေးတွေလည်းအားကြီးတွေ့ရပါတယ်ဆရာဒါလေးတွေလည်းသိစိတ်ရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့အဲကျွန်တော်တို့ကဘာမှာအထူးသတိပြုွယ်ဖြစ်စဉ်ဖြစ်ရတကူလို့ပြောချင်ပါတယ်အော်ကျွန်တော်တို့ရခင်တော်ကလေးလာသိရှိရတော့ဗြိတိရှ်ကိုလိုနီအင်္ဂလိပ်ကိုလိုနီပေါ့တစ်ချိန်တော့ကနေမွင်းအင်ပါယာလို့ခေါ်ခဲ့တာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံကိုလည်းဗြိတိရှ်တို့က သိမ့်ပိုက်ပြီးတော့မှအုပ်စိုးခဲ့ပါတယ်အဲ့တော့အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေရရဟာကံကြမ္မာဝိကျွေးတပတ်လည်တယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်းမှာကမ္ဘာပေါ်မှာအစွန်းရောက် liberal war အမတန်ကျွန်တော်တို့ခေတ်ဆားလာပါတယ်ခေတ်ဆားလာတဲ့အချိန်မှာနိုင်ငံတိုင်းဟာလူခွင့်ရေးဒီမိုကရေစီရေးပွင့်လင်းလွတ်လပ်ရေးတွေကိုအမတန်ကျွန်တော်တို့လေးထားလာခဲ့ပါတယ် လေးထားလာခဲ့ပြီးတော့အရင်တော့ဆေးစနစ်အင်မတန်ကောင်းပြီးတော့စနစ်တကျနဲ့စီကံတကျရှိခဲ့တဲ့ဗြိတိန်နိုင်ငံအခေါ်ပေါ့လေအင်္ဂလိပ်လိုအရောကျွန်တော်တို့ဒိဗယ်လေးအမည်လေးမျိုးမျိုးရှိပါတယ် United Kingdom လို့လည်းခေါ်ရဲတချို့ကြတော့ United Kingdom နဲ့ Northern Ireland လို့လည်းပြောကြတယ် Great Britain လို့လည်းပြောကြတာပေါ့လေအဲတခုထူးခြားတဲ့ကတော့ Name Empire ကိုဖန်တီးတည်ထောင်ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် ြစ်ပြီးတော့မှဒုတိယကွာစစ်ပြီးတဲ့အချိန်မှာအမေရိကန်ပြည်ထောင်စုကအင်္ဂလိပ်ကိုလိုနေတယ်လွတ်လပ်ရေးပေးပြီးတဲ့နောက်ပိုင်းမှာလွတ်လပ်ရေးမဖြစ်မနေပေးရမယ်လွတ်လပ်ရေးပေးမှသာဗြိတိန်နိုင်ငံကိုအကူအညီပေးမယ်ဆိုပြီးတော့မှဆွေးနွေးခဲ့တဲ့အချိန်မှာအဲနောက်ဆုံးဗြိတိန်နိုင်ငံအမေရိကန်ပြည်ထောင်စုနဲ့သဘောတူပြီးတော့မှအာထောက်ကူဗြိတိန်နိုင်ငံကိုအမေရိကန်ပြည်ထောင်စုကလည်းထောက်ကူပေးခဲ့တယ်ဂျန်တဲ့နိုင်ငံတွေလည်းလွတ်လပ်ရေးပေးခဲ့တယ်ပေးရတဲ့အချိန်မျိုးရောက်တဲ့အချိန်မှာ ဗြိတိန်နိုင်ငံဟာသက်ဆိုင်ရာကိုလိုနီနိုင်ငံတွေကိုအသာကြီးနဲ့တော့ကျွန်တော်တို့ကလွတ်လပ်ရေးပေးခဲ့တာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့မစားတဲ့အမဲကိုတဲနဲ့ပက်ပြီးတော့မှကြံစီခဲ့တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေများစွာရှိခဲ့ပါတယ်။ဥပမာကျွန်တော်တို့ပြည်တွင်းတဲ့ပို့ပြီးတော့မှထင်ရှားတဲ့တာရကအိန္ဒိယနိုင်ငံကြီးလွတ်လပ်ရေးမပေးမိမှအိန္ဒိယနိုင်ငံထဲကနေပါကစ္စတန်နိုင်ငံဆိုပြီးတော့ကွဲထွက်ပါတယ်။ရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစံဆိုပြီးတော့မှကျွန်တော်တို့လွတ်လပ်ရေးမရမီမှာခွဲထွက်ကြတာအဲ့လိုခွဲထွက်တဲ့အချိန်မှာအရှိလေပိုင်းကနေပြန့်နှံ့လာတဲ့ဟလာဘာသာရေးတစ်ခုရဲ့လွှမ်းမိုးမှုအောက်မှာတကယ်တော့ရှိခဲ့တဲ့အိန္ဒိယနိုင်ငံကြီးအိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးအတွက်အတူတိုက်ပွဲဝင်ခဲ့ကြတဲ့မွတ်စလင်ဘာသာဝင်တွေရဲ့ခေါင်းဆောင်အလီဂျင်နာကျွန်တော်တို့ဒီဘက်အိန္ဒိယနိုင်ငံဘက်ကဆိုလို့ရှိရင်ကျွန်တော်မာတမဂန်ဒီတို့နေရူးတို့စသဖြင့်ခေါင်းဆောင်တွေ ွတ်လပ်ရေးမရမီမှာအဲ့လိုသဘောထားတွေဝိရတာတွေ꿰ခဲ့ပြီးတော့မှဘာသာရေးကိုအကြောင်းပြုပြီးတော့အိန္ဒိယနိုင်ငံကြီးကအခုချိန်မှာသုံးပိုင်း꿰သွားပြီဖြစ်ပါတယ်ကွဲသွားတော့လက်ရှိကျွန်တော်တို့အိန္ဒိယနိုင်ငံထဲမှာပင်ကိုရှိခဲ့တဲ့ဟလာဟိန္ဒူဘာသာဝင်တွေရှိတဲ့တခြားသောဘာသာပေါင်းစုံနေတည်ထိုင်ကြတဲ့နိုင်ငံကြီးမှာမွတ်စလင်ဘာသာဝင်တွေနေထိုင်တဲ့အစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့နေရာတွေမှာ ျွန်တော်တို့ဒီကြခွတ်ထွက်သွားပြီးတော့မှအခုလက်ရှိအခြေအနေအထိအိန္ဒိယနိုင်ငံထဲမှာကျွန်တော်တို့ဂျမူးနဲ့ကက်ရှမီးယားဒေသလိုနေရာမျိုးတွေအိန္ဒိယနဲ့ပါကစ္စတန်တို့ဒေသတွေမျိုးမှာဘာသာရေးလူမျိုးရေးရာတိုက်ခိုက်မှုတွေလက်ရှိကာလတည်းရှိနေကြတယ်ပဲဖြစ်ပါတယ်။အဲဒီရှိနေတဲ့ပြဿနာရပ်တွေအစဉ်မြင့်အဓိကလက်တယ်တဲခံရတော့ဇလိုက်ကျော်ကြီးရတော့ကျွန်တော်တို့ခုနလွတ်လပ်ရေးအပေးမိကအုပ်ချုပ်ခဲ့တဲ့နိုင်ငံကြီးပဲဖြစ်ပါတယ်။ ဲတော့အခုလက်ရှိမြန်မာကာလမှာဂျန်တဲ့နိုင်ငံတွေကကြံစည်ရပေါင်းစုံကို ဖြည့်ဆင်းရင်ဆိုင်နေရတဲ့အချိန်မှာပဲသူရှူးတူပတ်ပြီးတော့မှသူ့နိုင်ငံထဲမှာရောက်နေတဲ့ဘာသာကြားပုဂ္ဂိုလ်တွေဘာသာကြားပြည်သူတွေကနေပြီးတော့မှရှရီယာလောပြဌာန်းဖို့အချိန်တွေရောက်လာပြီးတော့မှသူ့နိုင်ငံကို ပြန်လဲထိန်းချုပ်လာတာမျိုးလေးတွေတွေ့ရပါတယ်အဲဒီတော့ကျွန်တော်တို့ကသမိုင်းမှာဘာတွေအခုသင်ခန်းစာဖောက်ထုတ်လို့ရတယ်ဆိုတော့ အရင်တော့ကျွန်တော်တို့ကဘာပေါ်မှာချမ်းသာကြွယ်ဝတဲ့နိုင်ငံအများစုကဥရောပတိုက်ကနိုင်ငံတွေဖြစ်ပါတယ်။ဥရောပနိုင်ငံတွေကကျွန်တော်တို့ navigation လို့ခေါ်တဲ့ပင်လယ်ရေကြောင်းသွားလာမှုတက်ပညာကိုတက်ကြပါတယ်။တက်တဲ့အတွက်သူတို့ကဒီရွက်လေတွေသမောတွေနဲ့ကဘာပေါ်မှာနည်းမြစ်တွေရှာဖွေတယ်။ရှာဖွေရနေပြီးတော့မှကျွန်တော်တို့အမေရိကတိုက်ဆိုတာတွေ့တယ်၊အာရှတိုက်ဆိုတာတွေ့တယ်၊အာဖရိကတိုက်ဆိုတာတွေ့လာတယ်။တောင်အမေရိကတိုက်ဆိုတာတွေ့လာပြီးတဲ့အချိန်မှာ ဒီနိုင်ငံတွေပေါ်ကိုဘလို့အုပ်ချုပ်ရမလဲသိမ့်ပတ်ရမလဲဒီနိုင်ငံတွေပေါ်မှာရှိတဲ့တန်ဇာတတွေကိုဘလို့မျက်ထောက်အောင်လဲဆိုတော့ကြံကြည့်ခဲ့တဲ့လူပုဂ္ဂိုလ်တွေဟာဒုတိယကွာစစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့လူခွင့်ရေးဒီမိုကရေစီရေးကိုကြဲကြဲလောင်လောင်ကျွန်တော်တို့ဖြစ်ကျွေးလာခဲ့ပါတယ်အဲ့လိုဖြစ်ကျွေးလာတဲ့အချိန်မှာအကြသောဘာသာရေးတစ်ခုကဘာသာရေးတစ်ခုကအဆိုပါအစိုးရ liberal ရဲ့အားနည်းချက်တွေခြုံရင်းချက်တွေကိုမျက်ထောက် တုံးချခွင့်ကောင်းယူပြီးတော့သက်ဆိုင်ရာနိုင်ငံတွေမှာကျွန်တော်တို့ဘာသာရေးရလူမျိုးရေးရဟလာအခြေချပြီးတော့ကျေပန့်အောင်ဂျိုးပန့်လာတာဖြစ်ပါတယ်ဂျိုးပန့်လာတော့အခုလက်ရှိအခြေအနေအရရကတော့ကျွန်တော်တို့မြင်တောင်ပြောရမယ်ဆိုရင်တော့အာမွေပွေးပို့ထိတဲ့သဘောမျိုးလိုတွေ့ရပါတယ်အရင်တော့လူလယ်ကြီးတွေကဘာပေါ်မှာအမတန်ဟလာအုပ်ချုပ်ခဲ့အုပ်ချုပ်ရေးကျွမ်းကျင်တဲ့လူတွေလယ်တဲ့လူတွေခင်မိတဲ့လူတွေချမ်းသာကြွားတဲ့လူတွေရဲ့ နိုင်ငံထဲမှာအိုင်ဒီယာတစ်ခုကြာရောက်နေပြီဖြစ်ပါတယ်။ဒါကတော့ကာကြမာယဟတ်ပြန်လဲတပတ်လဲတာဖြစ်တဲ့အတွက်ဗြိတိန်နိုင်ငံထဲမှာလိုအပ်တဲ့အဲစီမံဆောင်ရွက်မှုတွေဆောင်ရွက်နေရပြီဖြစ်ပါတယ်။နှစ်ပေါင်း၄၀၀အတွင်းမှာဟလာကျွန်တော်တို့ဒီဗြိတိန်ဝင်ကြီးချုပ်အုပ်ကိုပါလီမန်အဆောက်အဦတွေကနေနှင်ထုတ်တဲ့ဖြစ်စဉ်ဖြစ်ရမျိုးဟာနှစ်ပေါင်း၄၀၀မှာပထမဆုံးအကြိမ်ဖြစ်ပါတယ်။အခုလက်ရှိအချိန်တွေမှာလည်းအဟိုကျွန်တော်တို့ ဝင်ကြီးချုပ်ဟောင်းကီယာစတာမှာဒါတို့ကနှုတ်ခတ်ပေးဖို့အတွက်အာကျွန်တော်တို့ခုလက်ရှိခြေပန်းစားရဲ့ရှိတဲ့ပုဂ္ဂိုလ်ကတော့ Nigel Farage လို့ခေါ်တဲ့လူပုဂ္ဂိုလ်ကတော့အာဝင်ကြီးချုပ်အသစ်ဖြစ်ဖြစ်ပွားလာနိုင်တယ်လို့ကျွန်တော်တို့လက်ရှိအခြေအနေများရလေ့လာသိရှိရပါတယ်။အဲတော့ကျွန်တော်တို့ကဒီပြဿနာရပ်တွေအားလုံးကဥရောပတစ်ခွင်မှာဖြစ်နေတဲ့အမေရိကတစ်ခွင်မှာလည်းကျွန်တော်တို့ဖြစ်နေတာဖြစ်ပါတယ်။အချို့သောဒေသတွေမှာလည်း အချိန်ကိုင်းတဲ့စနစ်ကြဆောင်ရွက်နေတာဖြစ်ပါတယ်။အဲ့တော့ဘာသာကြီးတစ်ခုရဲ့ဘာသာကြားတစ်ခုရဲ့စီမံဆောင်ရွက်နေတဲ့အရာတွေဟာမတော်တဆမဟုတ်ပါဘူး။စနစ်ကြနဲ့ရွယ်ကျက်ရှိရှိရေရှည်အကွက်ချပြီးတော့မှဆောင်ရွက်နေတာဖြစ်တဲ့အတွက်အခြားသောကမ္ဘာနိုင်ငံများကလည်းအတူတူပြုပြီးတော့မှတခြားနိုင်ငံတွေရဲ့ဖြစ်စဉ်ဖြစ်ရပ်တွေကိုလေ့လာပြီးတော့မှသင်ခန်းစာရယူပြီးတော့မိမိတို့နိုင်ငံရဲ့အဲမျိုးသားကျိုးစီးပွား နိုင်ငံတော်လုံခြုံရေးမျိုးသားလုံခြုံရေးကိစ္စရပ်တွေကိုထည့်သွင်းတုံ့သက်တင့်တယ်လို့လေလာသိရှိနိုင်ပါတယ်။ဟုတ်ကဲ့ပါဆရာအခုတခါကျွန်တော်တို့တောင်အာရှဒေသရဲ့ကျွန်တော်တို့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ရဲ့နောက်ဆုံးအခြေအနေလေးတွေကိုလည်းတင်ဆက်ပေးပါဦးခင်ဗျာ။ဟုတ်ကဲ့အဲဒီအကြောင်းအရာလေးကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။